အားလုံးပဲမင်္ဂလာပါခင်ဗျာ Global Tech Channel ကနေ ပြန်လဲကြိုးဆိုလိုက်ပါတယ်တခြင်းဆိုတာဝါသနာပါတဲ့မိတ်ဆွေတွေအတွက်စတူဒီယိုလဲသွားဖို့ပတ်စံမလို့ဘူးကိုဖုန်းထဲမှာပဲအတန်သွင်းကျင်နေဒါပေမဲ့စတူဒီယိုလို့ဘလို့သွင်းရမလဲဆိုပြီးတော့အဲလိုက်ရှာနေတဲ့မိတ်ဆွေတွေအတွက်ဒီဗီဒီယိုလေးကိုလုတ်ပေးလိုက်ခြင်းဖြစ်ပါတယ်စတူဒီယိုမှာလို့အတန်သွင်းကျင်နေဆိုရင် application လေးတခုလိုအပ်ပါတယ် အဲ့ဒီ application လေးကို Play Store မှာသွားထောင်းရအောင် Play Store ထဲကိုဝင်လိုက်ပါဒီ search bar မှာ balance ဆိုပြီးတော့ရိုက်ချလိုက်ပါ DF လေးပဲဖြစ်ပါတယ်မိတ်ဆွေတို့က DF လေးကို download ဆွဲလိုက်ပါ download ဆွဲပြီးဆိုရင် open ဆိုတာလေးကိုနှိပ်လိုက်ပါအခုလိုမျိုးလေးပေါ်လာပြီဆိုရင် အောက်က gmail တခုခုနဲ့ login ဝင်လိုက်ပါ အခုလိုမျိုးလေးပေါ်လာပြီဆိုရင်အောက်ကအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါ Open Studio ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီ Open Studio ကိုမနှိပ်ခင် ကိုကနှက်ကြဒါမှမဟုတ်မိုက်ခရိုဖုန်းနဲ့အတန်သွင်းမယ်ဆိုရင် ကိုသွင်းကျင်တဲ့နှက်ကြမိုက်ခရိုဖုန်းတွေကိုတက်ဆင်ထားရမှာပဲဖြစ်ပါတယ်နှက်ကြတက်ပြီဆိုရင် Open Studio ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ အခုလိုမျိုးလေးပေါ်လာပြီဆိုရင် input file ဆိုတာလေးကိုရွေးပေးလိုက်ပါကိုဖုန်းထဲမှာရှိတဲ့ color okay အတန်ဖျောက်ပြီးသားတွေဒါမှမဟုတ် တီလုံးတရှင်းတီးပြီးသားတွေကိုဒီ audio ဆိုတဲ့နေရာမှာရွေးပေးလိုက်ပါကျွန်တော်ကတော့အတန်ဖျောက်ပြီးသားမရှိတဲ့အတွက်အဲတရှင်းလေးနဲ့ပဲလုတ်ပြပေးမှာပဲဖြစ်ပါတယ် ိုဆိုခြင်းတဲ့သခြင်းကိုအတန်ဖျောက်ထားဖို့တော့လိုပါတယ်။ဒါမှမဟုတ်ကိုသခြင်းတီးပြီးသားဆိုရင်လေဒီမှာရွေးထည့်ပေးလိုက်ရုံပါပဲ။သခြင်းထည့်ပြီးပြီဆိုရင်ကိုကသခြင်းဆိုဖို့အတွက်ဘေးကအပေါင်းလက္ခဏာလေးကိုနှိမ့်လိုက်ပါပြီးရင် voice and audio ဆိုတာလေးကိုနှိပ်လိုက်ပါ။ကဲဒါဆိုရင် အောက်က record ခလုတ်လေးကိုနှိပ်ပြီးတော့တခြင်းအတန်သွင်းလို့ရပါပြီ။တခြင်းမစိုးခင်မှာဒီမှာ effect ဆိုတာလေးကို နှိပ်ပြီးတော့ကိုလိုချင်တဲ့ effect တွေကိုထည့်လို့ရပါတယ်။ကိုလိုချင်တဲ့ effect ကိုရွေးပြီးပြီဆိုရင် အောက်က record ခလုတ်လေးကို နှိပ်ပြီးတော့အတန်သွင်းရုံပါပဲ။ ဒါဆိုရင်ဟိုစိုးထားတဲ့အတန်ဒီကိုဒီမှာစိတ်ကြိုက်တီးဖြတ်နိုင်ပါပြီ။ဒီ app လေးကလူတော်တော်များများအသုံးပြုကြပါတယ်။စတူဒီယိုကိုသွားပြီးတော့အဲ record လုပ်တာပတ်စံကုန်မဲ့အစားဒီကိုဖုန်းထဲမှာပဲအပြောသဘောမျိုးနဲ့ သချင်းအတန်သွင်းလို့ရပါတယ်ကျွန်တော်လိုမျိုး content creator တွေဆိုရင်လေဒီ application လေးကိုအသုံးပြုပြီးတော့ကိုပြောထားတဲ့စကားလုံးတွေကိုကြည်ကြည်လင်းလင်းပြက်ပြက်သားသားဖြစ်အောင်အဲ noise တွေမပါအောင်ဒီ application လေးမှာအသုံးပြုပြီးတော့တီးဖြက်လို့ရပါတယ်ပုံမြင်ပြောတာတွေဇလန်းပြောတာတွေတရားကြောင်ဖရားကြောင်ပြောတဲ့လူတွေအတွက် ဒီ application လေးကအသုံးဝင်ပါတယ်။ကိုကကို့အတန်ကိုဒီ application လေးနဲ့အတန်သွင်းမယ်။ပြီးတော့ effort တွေထည့်မယ်။နောက်ကစူညံတန်တွေကိုဖျောက်မယ်။အဲ့လိုမျိုးလုပ်ပြီးတော့ video ဖန်တီးနိုင်ပါတယ်။အတန်စိတ်ကြိုက်သွင်းပြီးပြီဆိုရင်အပေါ်ကများလေးကိုနှိပ်လိုက်ပါ။ဒီ public ဆိုတာကတော့ဒီ application လေးမှာ public အနေနဲ့ကိုယ်သရှင် ူချပြတာပဲဖြစ်ပါတယ်။ဒါမှမဟုတ်ကိုကစိတ်ယုံမဲ့စိတ်ထားမဲ့ဆိုလို့ရှိရင်စိတ်ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ဒီမှာနိုင်ဆိုတဲ့နေရာမှာကိုယ့်ရဲ့တခြင်းနာမည်ဒါမှမဟုတ်အဲကိုပြုလုပ်ထားတဲ့အတန်ရဲ့နာမည်ကိုထည့်ပေးလိုက်ပါ။ထည့်ပြီးပြီဆိုရင်အပေါ်ကအမှန်ရှိလေးကိုနှိပ်ပေးလိုက်ပါ။ကိုစိတ်ထားတဲ့တခြင်းတွေကိုကြည့်မယ်ဆိုရင် ဒီ music ပုံစံလေးကိုနှိပ်ပေးလိုက်ပါအောင်အောက်မှာကိုစေ့ထားတဲ့အတန်ဖိုင်တွေတွေ့ပါလိမ့်မယ်ဒီအတန်ဖိုင်လေးကိုတစ်ချက်နှိပ်လိုက်ပါအောင်အခုလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီမှာ download ခလုတ်တွေ့ပါလိမ့်မယ်ကိုယ့်ရဲ့တခြင်းကိုကိုကစိတ်ကြိုက်ပြင်ဆင်ပြီးပြီဆိုရင်ဒေါင်းဒေါင်းလောက်ပြုလို့ရုံပါပဲဒါမှမဟုတ်တခြင်းကို ပြန်ပြီးတော့ update လုပ်ရှင်နေပြန်ပြီးတော့တီးဖြတ်ရှင်နေဆိုရင်ဒီမှာ studio ဆိုတာလေးကို ပြန်နေပြီးတော့ပြန်တီးဖြတ်လို့ရပါတယ် music လုပ်တဲ့လူတော်တော်များများဒီ app လေးကို အသုံးပြုကြတာပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းအစိုးဝါသနာပါတဲ့ content creator တွေလုပ်ရှင်နေဆိုရင်ဒီ app လေးကိုစောင့်ထားသင့်ပါတယ်ဒီနေ့ရဲ့ဖုန်းနည်းပညာကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါစေကျွန်တော် channel လေးက application တွေနဲ့ပတ်သက်တာတွေဖုန်းနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လေးလုပ်ထားကြပါအောင်ခင်ဗျာ။